one peace deal သမ္မတဒေါ်နယ်ထရမ့်ဟာအာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့အာရှပစိဖိတ်ထိပ်သီးညီလာခံတို့ကိုတက်ရောက်ဖို့အတွက် 6ရက်ကြာအာရှခီးစဉ်ရဲ့ပထမခီးတစ်ထောက်အဖြစ်နဲ့မလေးရှားနိုင်ငံကိုဒီကနေ့အစောပိုင်းကရောက်ရှိလာခဲ့တာပါဒီအာရှခီးစဉ်အတွင်းသမ္မတထရမ့်ဟာအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့အာဆီယံထိပ်သီးဆီအိုပွဲကိုတခြားခေါင်းဆောင်တွေနဲ့အတူဒီကနေ့တက်ရောက်ပါတယ်သမ္မတထရမ့်ဟာမလေးရှားကနေမနေ့ပြန်အောက်တိုဘာလ28ရက်တနင်္လာနေ့မှာဂျပန်နိုင်ငံကိုခီးဆက်မှာဖြစ်ပြီးအဲ့ဒီမှာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အသစ် ဆန္ဒရေးတကာကြီးချီနဲ့တွဲဆုံဆွေးနွေးမှာဖြစ်ပါတယ်။ဂျပန်ကနေအော်တိုဘာ29ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံကိုခီးဆက်မှာဖြစ်ပြီးအဲ့ဒီမှာအာရှပစိဖိတ်ထိပ်သီးညီလာခံကိုတက်ရောက်မှာပါ။အဲ့ဒီညီလာခံပြင်ပမှာသမ္မတထရမ့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့အော်တိုဘာ30ရက်နေ့မှာလူချင်းတွဲဆုံဆွေးနွေးကြဖို့ရှိပါတယ်။သမ္မတထရမ့်ရဲ့ဒီ6ရက်ကြာအာရှခီးစဉ်ဟာ အမေရိကန်အတွက်တာမကပဲအာရှဒေသတွင်းနိုင်ငံတွေနဲ့ဆက်ဆံရေးကိစ္စတွေအတွက်ပါအရေးပါတဲ့ခီးစဉ်တစ်ခုလည်းဖြစ်ပါတယ်အထူးသဖြင့်တော့သမ္မတထရမ့်ရဲ့သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမှုတွေကြောင့်ကမ္ဘာစီးပွားရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိစေတဲ့အမေရိကန်တရုတ်ဆက်ဆံရေးတင်းမာနေချိန်မှာကောင်းဆောင်နှစ်ဦးမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြမဲ့အစီအစဉ်ဟာကောင်းမွန်တဲ့လက္ခဏာဖြစ်အများစုကကြိုဆိုကြပါတယ်ဒီခီးစဉ်နဲ့ဆိုင်တဲ့တခြားအသေးစိတ်အချက်အလက်တွေကိုဆက်လက်ဖော်ပြပေးတော့ပါမယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ